ဆရာမလာမင်းညိုအင်းလေးကိုဦးသိန်းအလှည့်ပေးကျင်တာကဆရာမအနေနဲ့လည်းပဲဒီနေ့ဖြစ်ပျက်နေတဲ့ဖြစ်ပျက်တွေနဲ့ဆရာမလေ့လာခဲ့တဲ့မှတ်သားခဲ့တဲ့လေ့လာမှုတွေနဲ့တော်လိုင်းရေးချင်တွေကိုချိန်ထိုးပြီးတော့မှဆွေးနွေးပေးဖို့ဆရာမကိုလှည့်ပေးပါတယ်ဗျ။ဒီကဲလာပါဗျ။အကြံပေးခြင်းကဟိုဒီတော့မပြောပြဆင်းတဲ့အရာမျိုးတော့များပါတယ်ဗျာ။ဒါနဲ့လည်းကျွန်တော်ဆရာကတော့အတလောက်ကိုပဲအရင်ဦးဆုံးပြောပါမယ်လို့စိတ်ထားပါတယ်ဗျာ ဒီကနေ့ကျမတို့ပြည်သူလူထုတွေခံစားနေရတဲ့ဒုက္ခဒုက္ခမှန်သမျှအားလုံးသောကအပူမှန်သမျှအားလုံးဟာအာနာရှင်စနစ်ဆိုကဖန်တီးနေတယ်ဆိုတဲ့ဟာကိုပါအထူးခံပြီးတော့ပဲပြောပြပေးမှာဖြစ်ပါတယ်။ကျမတို့ဒီငလင်ဘေးနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်ကအာအစိုးရကောင်တရက်တန်ရှိမယ်ဆိုလို့ဆိုရင်ဒါမတည်တဲ့အသက်တွေအများကြီးပေါ့အများကြီးပြန်လဲချင်းတန်နိုင်တဲ့အသက်တွေလည်း အများကြီးရှိပါတယ်အဲဒီလိုမျိုးဟိုကျမတို့တော့ဒါအစိုးရကိုအာဏာရှင်ကိုအပြစ်ပုံချပြီးတော့ပြောနေရမှာပါတကယ်လက်ရှိအတိုင်းအတာနဲ့လက်ရှိဖြစ်တည်နိုင်တဲ့အနေအားမျိုးနဲ့ကိုကျမတို့ကတိကျစွာပြောနေရတာပေါ့နော်ပြောရတဲ့အနေအားမှာဆိုတော့ဒါသူကတော့ဟိုဟာဒီရဲ့အာနာရှင်အုပ်စုကိုပဲအပြစ်မြင်လို့ပြောတယ်ဆိုတဲ့ပုံစံမျိုးပေါ့ဒါကတရားမဲကံပါလို့ ေတာလို့ဒီနေ့ဒီဆယ်ဒီအပုံအပြက်အစည်းတွေအောက်မှာကံအကြောင်းတရားလို့ပဲသူတို့သတ်မှတ်နေတဲ့လူတွေရတယ်ဒါအများကြီး90ရာခိုင်နှုန်းရှိတာလို့ဒါကျမတို့ဆက်တွေ့ရပါတယ်ဘလောက်ပဲပြောပြနေကြတယ်ဘလို့ပဲဟိုစေတနာရဲ့မြတ်တာတွေလည်းပြီးလို့ပြောသူတို့ကကံကြွေးဝတ်ကြွေးဆိုတဲ့အကြောင်းပဲသူကအငြင်းနဲ့ပုံချနေတာဖြစ်တဲ့အတွက်ဟုတ်ကဲ့ကျမတို့ပြောနေတယ်ဆိုလည်းဒါအနာဂတ်ဖြစ်သွားတဲ့အရာမျိုးတွေတောင်မှတွေ့ရတယ်ပေါ့နော်အခု ဒီကနေ့ဖက်နေရင်နဲ့ဘုံကျဲလို့ဒီအိုးထင်းသွင်းရမှာဒီလိုဒီလိုဖြစ်ပါတယ်ဆိုတာမှဒါကျွန်မတို့ပြောများများတွေ့ရတယ်ဗော comment အော်တဲ့အုပ်စုဖက်ကလည်းမဟုတ်ဘူးဒီဒီကြော်လန်ရေးဖက်ကလည်းမဟုတ်ဘူးပြည်သူဂျာနေပြည်သူအောင်နဲ့ဆောင်စားပြည်သူတွေရဲ့ comment တစ်ခုစတင်တာတော်တော်ထင်တာကိုကောင်းနေဟိုဟိုဘက်ကလည်းအဲသူတို့ပြစ်တာမဟုတ်ဘူးဒီစစ်တပ်ဖက်ကလည်းအာနာရှင်ဖက်စစ်တက်ကလည်းသူတို့မဖြစ်ဘူး PDF ရယ်လည်းလောက်တာဟုတ်ပြီးတော့ဘသူလောက်တယ်လို့ အပြေမချပဲနဲ့ဒါဒါဆိုရင်ဘသူကလောက်တာလဲလို့ comment နေတဲ့ဒီကနေပြင်တော့မှတမျိုးအမြင်နဲ့သူကပြောပြလို့ရတယ်ပေါ့ဟိုသူကလည်းညင်းတယ်ဒီသူကလည်းညင်းတယ်အဲဒါကိုကိုတိုင်းကဟိုကသူ့လိုပေါ့နော်ဟိုဒီလက်နဲ့ဘေးအန္တရာယ်နဲ့သိရမယ့်ကံကပါလာလို့ဆိုတဲ့ဒီလိုမျိုးတွေအောင်တော့ဆက်တွေ့ရတယ်အဲ့လိုအပြောအဆုမျိုးတွေအောင်ဖတ်ကြားရတယ်ဆိုတဲ့အနေအထားမှာကျမတို့နိုင်ငံပြည်သူလူထုရဲ့ 90ရာခိုင်နှုန်းအာမခံပြောရတယ်ပေါ့ကျမတွေ့နေနေနဲ့ကျမရဲ့ပတ်ဝန်းကျင်နဲ့ကျမတုံတွေ့နေရတဲ့လူစုဒီအများကြီးနဲ့ဆိုရင်ကျမက90ရာအာမခံပြောရတယ်အခုပြည်သူလူစုကဘလို့ဖြစ်တယ်လဲဆိုလို့ရှိရင်ကျမအာနာရှင်အကျအာနာရှင်ဖြစ်စ်စစ်ထနတ်အောက်မှာနေသားကျနေဆွဲထုတ်လို့လည်းမရတော့ဘူးကြောပြလို့လည်းမရတော့ဆိုတဲ့အနေအထားမျိုးတော့ကျမကတွေ့ရတယ်ပေါ့နော် တို့ဘယ်လိုမျိုးဖြစ်နေလဲဆိုတော့သူတို့ဝမ်းဝမ်းနေနေမစားရလဲဒီအာနာရှင်ကိုတော်လန်ရမယ်သူတို့မသိဘူးဆိုတော့အုတ်ဒီသူ့ကိုကျွန်တော်တို့ပြောရသူတို့မှာအသိဉာဏ်မရှိလို့ဒီအသိဉာဏ်နေမြင်မအောင်ပြောပြနေတော့လည်းနားမထောင်ဘူးလက်မခံဘူးဆိုတော့အုတ်ဒီကကျွန်တော်တို့တွေ့နေရတယ်ဘယ်လိုဒီပုံပေါ့ဓမ္မမှန်လည်းမသိဘူးအဓမ္မမှန်လည်းမသိဘူးသိလည်းပဲသူတို့ဓမ္မကိုဟိုထောက်ခံရမယ်ဆိုတော့လည်းသူတို့ အုံနောက်ညံမှာဘယ်လိုပိတ်လဲတော့ကျွန်မလည်းမပြောပြတက်လောက်အောင်တော်တော်များများတွေးရတယ်ပေါ့27နောက်ပိုင်းပေါ့နော်ဒီကိုဗစ်ကိုမပြောသေးဘူး27နောက်ပိုင်းမှာကြုံတွေ့နေရတဲ့ခက်ခဲထွက်ပြန်မှုတွေဒါရမဒီနေ့ဒီကြိမ်ဒီဝန်နာကန်လာဝွကျွေးကန်တွေးဒါတွေချင်ပြီးတော့မှလေသူတို့အဲ့လိုချင်ပြီးသူတို့ပြောဆိုနေကြတယ်လေအာနာကျန်သိတ်တိုက်တာအာနာကျန်ဆိုတာပြည်သူတွေဝဝနေနေစားရမှာစားကြောက်ပေါ့အာနာကျန်ကြောက်တယ် ိုမင်းအောင်နိုင်ကလေ तू ကတော့ဘာမဆိုဆန္ဒအချင်းပြပြောလို့ပေါ့ तू ဘာမဆိုအပုံလုံရဲတယ်ဆိုရင်မင်းအောင်နိုင်နဲ့အတူအာနာရှင်အုတ်စုအားလုံးကသူဘာကိုကြောက်ကြတယ်လဲဆိုရင်ပြည်သူတွေဝဝနဲ့နေစားမှာသူတို့တိတ်ကြောက်အဲပြည်သူတွေကနိုင်ငံရေးအသိဉာဏ်တွေဖွင့်တော့ပြီးတော့နိုင်ငံရေးအမြင်စိတ်ရေးအမြင်တွေပြည့်ပြတ်လာတိတ်ကြောက်ကုန်အောင်ဆိုတာပြီးတော့ဒီသူတို့ပြောသမျှဆိုသမျှဒီဘာသာရေး မှန်ကန်တဲ့ဓမ္မတရားအသေးခေါ်တွေသူ့နှလုံးသားနဲ့သူ့အုံနောက်ကိုစူးစွန်းသွားမှာပြည်သူတွေရဲ့ကိုးကွယ်မှုဟာဓမ္မအမှန်တရားသိရသွားမှာအာနာရှင်တိတ်ကြောက်ဒါကြောင့်မို့သူဒီစစ်တော်ကိုပုံကြီးတွေနဲ့တာသနာပြုဆိုတဲ့နာမည်ခံပြီးတော့မှသူတို့ရဲ့အဖွဲ့အစည်းတွေမှာသူတို့ကျင့်ဝင်နေကြတယ်ဒီ ပြည်သူတွေရဲ့အားလုံးသောအားလုံးသောဓမ္မလမ်းလို့သူပိတ်ထားပြီးသားဖြစ်တယ်ဆိုတာလို့ဒီမှာသူများနေပြီးတော့ဒီမှာတိတလဒီမှာနဲ့ကြုံတွေ့ဖြတ်တန်းရတဲ့ပတ်ဝန်းကျင်ဝန်းဝန်းရရှိပြီးတော့မှဒီမှာအာနာရှင်အကြိုက်ဖြစ်နေတဲ့ဘာနိုင်ငံရေးအသွေးခေါ်ဘာဘာဒေါ်လာရေးအသွေးခေါ်မှာမရှိတဲ့နဲ့အော်တိုမက်တစ်အာနာရှင်အကြိုက်ဖြစ်နေတဲ့လူကြီးတွေက ရှိနေပါလေဆိုတာကိုကျွန်မကအင်မတန်ပဲစိတ်မကောင်းစွာနဲ့ပေါ့နော်မြင်တွေ့နေရတယ်ဖြစ်တွေ့ဆက်ဆံနေရတယ်ဆိုတာကိုကျွန်မဒီနေရာထဲမှာပြောပြချင်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ပြည်သူတွေဟာဓမ္မနဲ့အဓမ္မကိုဖယ်ရှားသိနိုင်မှာမှမှန်ကန်တဲ့ဓမ္မကိုမှန်ကန်တဲ့ဓမ္မလမ်းတွေကိုသိဆောင်နိုင်မှာပေါ့နော်မြင်နိုင်ရမယ်သိနိုင်ရမယ်ဒါမဲ့သူတို့တွေကမမြင်နိုင်မသိနိုင်ပဲနဲ့အာနာချင်းအတိုက်လိုက်ပြီးတော့ဒီစနစ် his to finish to အစိုးရကအစိုးရပုံနေတဲ့မမပဲသူတို့ကလည်းမောနေလို့ပေါ့ဒါတွေ့ရပေါ့နော်ဒီအတွက်သမားတို့လည်းအမတန်ကိုမှစိတ်မကောင်းဘူးဝမ်းနေရတယ်အားနေတယ်ပေါ့ဒီသမားတို့ကဒီလိုအမြင်မှန်မရှိတဲ့လူအမြင်မှန်ရှိတဲ့လူကလည်းကြောက်လို့ဒီဓမ္မတရားကိုမဝင်ရရဲတာဒီအတွက်လည်းသမားတို့ဟိုစိတ်ပြတ်တဲ့ဓာတ်ရနေတာသမားတို့ရှင်းဆက်ပြီးတော့စူးစမ်းယုံကြနေရအောင်ပါပဲဒီတဲ့အကြောင်းကိုပြောရင်းနဲ့တော့မှတ်မိတယ်ဖြစ်ပါလိမ့်ဟုတ်ကဲ့ပါဆရာမကြီး ခုလိုပြည့်ပြည့်စုံစုံသူနေပေးတဲ့ဆရာမလာမင်းညိုအင်းလေးကိုကျေးဇူးများစွာတင်ရှိပါတယ်ဗျ။